Subrim Platform Channel ကိုလာရောက်အားဖြည့်ပေးကြတဲ့ clicker ပေါင်းနဲ့တော်လှန်ကြည့်သူပေါင်းမင်္ဂလာပါဗျာအခုကျွန်တော်တင်ဆက်ပေးမှာကတော့ဇာရေးဆရာအင်းစိန်အောင်စိုးရဲ့အမှန်တရားဘတ်တော်သားစာအုပ်အပိုင်း၅ဖြစ်ပါတယ်ကဲစလိုက်ရအောင်အင်းစိန်တရားရုံးမှာအင်တာဗျူးမနက်ပိုင်း၁၀နာရီလောက်ကစလို့တရားရုံးရှေ့ရလက်ဖက်ရည်ဆိုင်မှာထိုင်ပြီးတရားလိုရှေ့နေတွေဖြစ်တဲ့ဦးနေလဦးရောဘတ်ဆန်းအောင်နဲ့အတူအခြားရှေ့နေတွေနဲ့စကားပြောလိုက် အမေမျိုးဆက်အဖွဲ့ကသူတွေနဲ့စကားပြောလိုက် အခြားမိတ်ဆွေအပေါင်းအသင်းတွေလာရောက်ဝန်းရံအားပေးသူတွေနဲ့တဝိုင်းမီတဝိုင်းလှည့်လည်စကားပြောရင်းစောင့်နေလိုက်တာနေ့လယ်၁၂နာရီ၁၀မိနစ်ကြာမှရဲရာရှိတယောက်ကကောင်ဆိုးလာပါဆိုပြီးခေါ်နေတဲ့အတွက်ကျွန်တော်တက်တည်ထွက်ရမယ်အလဲရောက်ပြီလို့သိလိုက်ရပါတယ်မနက်ထဲကဥရဘတ်ကကြိုပြောထားပါတယ်ကောင်ဆိုးခမရကတက်တည်ထွက်ရင်နောက်ဆုံးမှထွက်ရမှာ အခြားသူတွေကခဏပဲကြာမှာခမရကတော့အချိန်ကြာမှာတေးကြတယ် ဒါကြောင့်နောက်ဆုံးမှခေါ်လိုက်မယ်ဆိုပြီးကြိုပြောထားပြီးသားပါတရားရုံတွေ့ကြုံဟာကျွန်တော်အတွက်မဆန်းပေမဲ့လေအရင်အချိန်တွေကတော့တရားခံဘဝနဲ့အချိန်ချင်းယုံထွက်ခဲ့ရတာဖြစ်ပေမဲ့အခုအချိန်မှာတော့ဥပဒေပေါင်းတဲ့အနေတရားလိုတက်တည်အဖြစ်ပြောဆိုရမှာဖြစ်တယ်လို့ကြီးမားတဲ့အမှုတစ်ခုမှာအဓိကကြတဲ့တက်တည်အဖြစ်ထွက်ဆိုရမှာဖြစ်တဲ့အတွက်တရားရုံနဲ့မဆိုင်တဲ့ကျွန်တော်နည်းနည်းတော့ရင်ခုန်နေပါတယ်တက်ဆိုင်ရာတရားရုံနဲ့ဝင်လိုက်တာနဲ့တပြိုင်နက်တရားသူကြီးတို့က ခမည်းအိတ်ကိုတနေရာမှာထားလိုက်ပါလို့ပြောတာနဲ့ကျွန်တော်လွယ်ထားတဲ့အိတ်ကိုချွတ်ပြီးဥရဘတ်ဆန်းအောင်ကိုပေးလိုက်ပါတယ်စိတ်လှုပ်ရှားနေတဲ့အတွက်တရားရုံခန်းထဲမှာလူအင်အားဘယ်နှစ်ယောက်လောက်ရှိနေတယ်လဲဆိုတာကိုတော့ကျွန်တော်သတိမထားမိပါတရားသူကြီး၃ကိုတော့မျက်နှချင်းဆိုင်ထိုင်ကုန်အမြင့်မှာထိုင်နေတာကိုတွေ့လိုက်ပါတယ်ကျွန်တော်ကတော့လူများပြောလို့ရှိတဲ့ဝက်ချံလိုတစ်သားတန်းလေးတွေကာယံထားတဲ့နေရာမှာထိုင်ကုန်လေးတစ်ခုနဲ့စိတ်ကျဉ်ကျပ်စွာထိုင်ရမှာပါ ကျွန်တော်အဲ့ဒီတစ်သားဝက်ချံလေးတွေကိုဝင်ရောက်လိုက်တာနဲ့တရားသူကြီးတူကမတ်တက်ရက်ပြီးယခုလိုပြောပါတယ်။ကောင်းစိုးခမားရှိရစင်ပေါ်မှာရှိရကျန်းစာကိုယူလိုက်ပါလို့ပြောပါတယ်။ကျွန်တော်ကလည်းချက်ချင်းယူပြီးလက်နှစ်ဖက်နဲ့ကင်ထားလိုက်ပါတယ်။တရားခံဘွားကလည်းခဏခဏဒီလိုလှုပ်ဘူးတဲ့အတွက်ဒါကိုတော့ကျွန်တော်ကျွမ်းကျင်နေပါပြီ။တရားသူကြီးကရှေ့ရတိုင်မေးတဲ့စကားလုံးတွေတိုင်းကျွန်တော်ကတလုံးမကြံလိုက်လံရွတ်ဆိုနေရပါတယ်။အတိတ်တွေကတော့ကျွန်တော်ဒီအမှုကိုမှန်မှန်ကန်ကန်ထွက်ဆိုရင် ဒီကျန်းစာမှာပါတဲ့ကောင်းကျိုးချမ်းသာကိုခံစားရပြီးတော့အကယ်၍များမမှန်မကန်ထွက်ဆိုခဲ့ရင်ဘေးဒုက္ခမျိုးစုံအန္တရာယ်မျိုးစုံကြုံတွေ့ရပါစေသားလို့ဆိုတဲ့စကားလုံးတွေကိုချိန်ဆရတာပါတရားခံရှိနေရဲ့ပြန်လည်မေးခွန်းကိုဖြေကြားခြင်းတရားရုံးမှာကျွန်တော်ကိုကျန်းသစ္စာချိန်ဆိုပြီးတာနဲ့အစိုးရရှိနေဆိုသူကစတင်မေးမြန်းမာတော့တယ်ကျွန်တော်နာမည်အသက်အမျိုးသားမှတ်ပုံနဲ့အမှတ်လူမျိုးပါတာနေရက်လိပ်စာ အလောက်အကိုင်း အမိအဖအမိစတဲ့အကြောင်းအရာတွေကိုဥစွာမေးမြန်းပြီးအဓိကစစ်မေးချက်တွေကိုတောက်လျှောက်မေးမြန်းပါတယ်။အစိုးရရှိနေရဲ့မေးမြန်းမှုအလုံးဟာသတင်းမီဒီယာတွေရန်ကုန်တိုင်းရဲမှုချုပ်နဲ့ CID မှာပြောဆိုဖြေကြားခဲ့ပြီးအကြောင်းထပ်နေတဲ့စကားလုံးတွေသာဖြစ်တဲ့အတွက်ကျွန်တော်အသေးစိတ်ပြန်လည်မရေးပြတော့ပါ။ဒါပေမဲ့ယခုတရားရုံးမှာပြောဆိုတဲ့ထွက်ချက်ဖြေကြားချက်တွေသာတရားဝင်တာပါ။ဒီစကလုံးတွေအားလုံးဟာရှေ့စာမျက်နှာမှာပါပြီးသားဖြစ်တဲ့အတွက်မဖော်ပြတော့ဘဲ တရက်ခန့်ရှိနေတဲ့ကျွန်တော်အပြန်အလှန်မေးမြန်းဖြေကြားခဲ့တာတွေကိုသာရေးသားလိုက်ပါတယ်။တတရက်ခန့်ရှိနေရရခုလိုမေးပါတယ်။ဥက္ကဏီထက်ဥပဒေပညာကိုတတ်သိနားလဲကျွမ်းကျင်သောဂုံတိတ်ခါရှိဥပဒေပညာရှင်များမြမပြည်၌ရှိကြသည်ဆိုလျင်ဒီနေရာမှာစကလုံးဖြတ်ပြီးကျွန်တော်မေးခွန်းထုတ်ပါတယ်။တရက်ခန့်ရှိနေဒီလိုမေးတဲ့အကြောင်းရင်းကတော့ပထမပိုင်းမြောက်ပိုင်းခရိုင်ဥပဒေရုံးမှဒုတိယခရိုင်ဥပဒေအရရှိမေးချိန်မှာကျွန်တော်က လက်ရှိရတားအစိုးရကိုဥကိုနီယာဥပဒေပညာနဲ့အကြံကောင်းဉာဏ်ကောင်းတွေပေးပြီးကိုညီဆောင်ရွက်နေတဲ့အကြောင်းဒီလိုဘာသာဆွဲလူမျိုးဆွဲမရှိပဲတိုင်းပြည်ကောင်းကျိုးဆောင်ရွက်နေတဲ့သူကိုလောက်ကြံသူအဖွဲ့အစည်းကတတ်လိုက်တာကိုကျွန်တော်ကမကျေနပ်လို့ဂွင်းဆက်တရားခံဖော်ထုတ်ခြင်းဖြစ်ကြောင်းပြောကြားခဲ့တာကိုခြေပတဲ့အနေနဲ့အခုလိုမိကွန်မျိုးမိခြင်းဖြစ်တယ်ဆိုတာကျွန်တော်သဘောပေါက်ပါတယ်မြန်မာနိုင်ငံမှာဥကိုနီထက်တော်တဲ့တတ်တဲ့ဥပဒေပညာရှင်တွေရှိကြလဲရှိမှာပါ ကျွန်တော်ကတော့ဥပဒေပညာရှင်မဟုတ်တော့မသိပါဒါပေမဲ့ကျွန်တော်ကတော့ကြားလည်းမကြားဘူးမြင်လည်းမမြင်ဘူးတလို့ဥကိုနီလိုကိုကျိုးမဖတ်ပဲအချိန်မရွေးအသက်ခံရနိုင်တယ်ဆိုတာသိလျက်နဲ့ရရဲ့ဝုံဝဟောပြောလောက်ကင်နေတဲ့ဥပဒေပညာရှင်မျိုးလုံးဝကျွန်တော်မသိတဲ့အတွက်တရားခံရှိနေရဲ့မိကုံကိုရှိခြင်းလည်းရှိမှာပါကျွန်တော်မသိပါလို့ဖြေလိုက်ပါတယ်တရားခံရှိနေရဆက်လက်ပြီးလက်ရှိအစိုးရဖွဲ့တွင်လည်းထိုကဲ့သို့သောသူများ ါဝင်အမှုတန်းအကြဉျံများပေးလျက်ပူးပေါင်းဆောင်ရွက်နေသည်ကိုသိပါသလားဟုထပ်မံမေးခွန်းထုတ်ပါရယ်လက်ရှိအာဏာရပါတီအစိုးရဖွဲ့ထဲမှာဥပဒေပညာရှင်တွေအတွေးခေါ်ပညာရှင်တွေရှိမဲဆိုတာသိကြပါရယ်ဒါပေမဲ့ကျွန်တော်မသိတဲ့အတွက်မသိပါလို့ဖြေကြားလိုက်ပါရယ်ကျွန်တော်လူတတ်ဖူးသလားလို့ဆက်လက်မေးပါရယ်ကျွန်တော်လူမတတ်ဖူးပါလို့ဖြေခဲ့ပါရယ်တရားခံရှေ့နေရဆက်လက်ပြီးမေးခွန်းထုတ်ပါရယ်အဝင်းစော်ဟာ ျွန်တော်နဲ့ကြည်လင်ဘသူ့ကိုပုံမရင်းနှီးခင်မင်ပါတယ်လို့မေးပါတယ်ကျွန်တော်ထပ်အဝင်းစော်ဟာကြည်လင်နဲ့ပုံမခင်မင်ရင်းနှီးမှုရှိကြောင်းထွက်ဆိုခဲ့ပါတယ်တရားခံရှိနေရအခုလိုမေးမြန်းပြန်ပါတယ်ကျွန်တော်ထွက်ဆိုသလိုဆောင်ရွက်ချက်များရှိနေပြီကြံစီနေပြီဆိုလျင်ကျွန်တော်ထံအဆိုပါကိစ္စရများလာရောက်ပြောဆိုရန်အကြောင်းမရှိဘူးဆိုလျင်ဒီနေရာမှာစကားရက်ပြီးဖြေခိုင်းပြန်ပါတယ်ကျွန်တော်ယခုလိုပြန်လည်ဖြေဆိုလိုက်ပါတယ် ကျွန်တော်ကိုငှားမရလို့အဝင်းစော်ကချီလင်းကိုတွားရောက်ငှားသည်ဟုထင်ပါတယ်လို့ဖြေဆိုခဲ့ပါတယ်။ယခုအမှုလိုကိစ္စမျိုးဟာဘသူမဆိုစိတ်ချယုံကြည်ရတဲ့ကို့အတွက်အန္တရာယ်မရှိနိုင်တဲ့လူပုဂ္ဂိုလ်မျိုးကိုသာပြောဆိုတိုင်ပင်ခိုင်းစေနိုင်သည်ဆိုလျက်ဆိုပြီးတရားခံရှိနေရကျွန်တော်ကိုမေးခွန်းထုတ်ပြန်ပါတယ်။အဝင်းစော်ကကျွန်တော်ကိုယုံကြည်၍လာရောက်ငှားရမ်းခြင်းဖြစ်ပါတယ်လို့ကျွန်တော်ကဖြေဆိုခဲ့ပါတယ်။ကျွန်တော်ဟာအချိန်နေအချိန်ခါလိုက် လိညာပြောဆိုတလေရှိပါသလားလို့မေးပြန်ပါတယ်။ကျွန်တော်လိညာပြောဆိုမှုမလုပ်ခဲ့ပါလို့ပြောခဲ့ပါတယ်။တရားခန်ရှင်းနေရကျွန်တော်ရဲ့အဓိကထပ်ဆိုချက်မှာအကြောင်းအကျိုးအခြေအနေတရားကြောင့်အဝင်းစော်ဟာလိညာပြောဆိုမိခဲ့ကြအောင်ထပ်ဆိုထားသည်ဆိုလျင်ဟုမေကွန်ထုတ်ပြန်ပါတယ်။ကျွန်တော်ကမှန်ပါတယ်။အားနာ၍စဉ်းစားအောင်ပဲဟုပြောခဲ့ခြင်းဖြစ်ပါတယ်လို့ပြန်လည်ပြောကြခဲ့ပါတယ်။ဆလဘီတရားခန်ရှင်းနေရကျွန်တော်ကိုထောင်တန်းအပြစ်ပေးခံရသည်မှာ တကြိမ်တည်းဖြစ်ပြီးပြန်လည်လွတ်မြောက်လာသည်မှာလဲတကြိမ်တည်းပါလားဟုမေးမြန်းပြန်ပါတယ်ကျွန်တော်ကထောင်3ကြိမ်ကြာပြီး3ခါပြန်လွတ်ခဲ့ပါတယ်လို့ထွက်ဆိုခဲ့ပါတယ်ထို့သူထောင်တန်အကြိမ်ကြိမ်ကြာခံမှုသူအနေနဲ့မိမိနေထိုင်ရာရဲတပ်ဖွဲ့တာဝန်ရှိသူလူပုဂ္ဂိုလ်တို့ဟာယာစွေးမှုမကင်းသောကြံ့စည်မှုကျူးလွန်နိုင်သောယာစွေးမှုများမသိငါဖွယ်ရသောလူပုဂ္ဂိုလ်များရောက်ရှိနေထိုင်သွားလာပတ်သက်သိရှိခဲ့ပါကအချိန်နဲ့တပြေးညီ တရားဝင်အသိပေးရန်တာဝန်ရှိသည်ဆိုလျင်မိကုန်းရက်ပြီးဖြေခိုင်းပြန်ပါတယ်ကျွန်တော်ကတာဝန်ရှိပါတယ်လို့ဖြေလိုက်ပါတယ်အတိကထွက်ချက်ပါအကြောင်းကိစ္စရများကိုထိုချိန်ကဘသူ့ကိုမှကျွန်တော်ပြောဆိုအသိပေးကြခြင်းမရှိခဲ့ပါဆိုလျင်မိကုန်းကိုဘသူ့ကိုမှမပြောခဲ့ပါလို့ကျွန်တော်ဖြေလိုက်ပါတယ်ထို့သောမပြောခြင်းမှာယခုကိစ္စရများအမှန်မဟုတ်ခြင်းယုံကြည်ခွေရာအကြောင်းမရှိခြင်းတို့ကြောင့်ကျွန်တော်မြည်သူ့ကိုများပြောဆိုရန်မစင်းစားမိခဲ့ခြင်းဖြစ်သည်ဆိုလျင် မေကုံကိုဟုတ်ပါတယ်ကျွန်တော်ဒီကိစ္စတွေကိုအဝင်းစော်ပြောတာမယုံကြည်တဲ့အတွက်ဘသူ့ကိုမှမပြောခဲ့ခြင်းဖြစ်ပါတယ်လို့ကျွန်တော်ဖြေလိုက်ပါတယ်။ဘာကြောင့်မယုံကြည်သလဲဆိုရင်အဝင်းစော်နဲ့ကျွန်တော်မန္တလေးထောင်မှာစတင်တွေ့ဆုံရင်းနှီးစဉ်က၎င်းမှာရခိုင်ရတက်မတော်ရာရှိတဦးဖြစ်ကြောင်းပြောပြပြီးမိမကိစ္စနဲ့ပထမအကြိမ်ထောင်ကြမှုကြောင်း၎င်းကိုယ်တိုင်ပြောပြခဲ့သလိုယခုဒုတိယအကြိမ်ထောင်ကြသည်မှာလည်းဖျားခိုးမှုဖြစ်သဖြင့်၎င်း၏ပြောစကားများကိုကျွန်တော်မယုံကြည်ခြင်းဖြစ်ပါတယ်။ တရားခံရှင်းနေပါပြီဆက်လက်ပြီးအဝင်းစော်ပေါ်ကျွန်တော်တိနားလေဒီမှာအခြေမြင့်မရှိပြောကြင်ရပြောယုံကြည်ခြင်းစရာမကောင်းသူဟုထိုစဉ်ကတွေးတိခဲ့ခြင်းလားဆိုလျင်ဟုတ်ပါတယ်လို့ကျွန်တော်ဖြေဆိုခဲ့ပါတယ်ယခုအချင်းဖြစ်ကိစ္စကိုလည်းမဖြစ်ပေါ်မီနဲ့ဖြစ်ပေါ်ပြီးနောက်မိသူတွေပါဝင်ပတ်သက်ကြောင်းမိတို့စီစဉ်ဆောင်ရွက်ကြကြောင်းမိတိနေရာတို့မိကဲ့သို့ရောက်ရှိကြောင်းမိတိအကြောင်းကြောင့်ဖြစ်ကြောင်းစသည်တို့ကိုကျွန်တော်ကိုယ်တိုင်မြင်တွေ့သိရှိရခြင်းမရှိဆိုလျင်ထွန်းနေရာမှာ ရှိနေမှစကားဖြတ်၍ကျွန်တော်အားဖြေဆိုစီရာကျွန်တော်မှသိရှိခြင်းမရှိပါဟုပြောခဲ့ပါတယ်။ရှိနေမှဆက်၍ကျွန်တော်ဤအဓိကထွက်ဆိုချက်ပါအကြောင်းအရာများသည်လက်ရှိအခြေအနေအကြောင်းအရာတို့ရတာကျွန်တော်ကိုယ်ပိုင်တွေးခေါ်ဆင်ခြင်မှုရယခုကဲ့သို့ပြောဆိုခြင်းဖြစ်သလားဆိုကဟုတ်ပါသည်ဟုကျွန်တော် ဖြေဆိုခဲ့ပါတယ်။ရှိနေကကျွန်တော်ဒီထောင်ထွက်ရာဇဝင်လူစုတဦးဖြစ်သည့်အတွက်မြည်သည့်အကြောင်းကိစ္စကြောင့်မဆိုပုံမှန်တော်၎င်းတတ်မှတ်အချိန်ကာလအရာတော်၎င်း တက်ဆိုင်ရာရဲတပ်ဖွဲ့သူအတိပေးအကြောင်းကြားတရင်ပို့ရန်ညွှန်ကြားခံထားရသူတွေဖြစ်သည်ဆိုလျင်မဟုတ်မှန်ကြောင်းကျွန်တော်ဖြေခဲ့ပါတယ်။တရားခရှိနေမှာကျွန်တော်ကင်ဆောင်သည့်ဖုန်းနံပါတ်အားအခြားလူတအူတို့ပေးအပ်ရာတွင်သဘောရိုးဖြင့်ခင်မင်ရင်းနှီးသည့်အတွက်ပေးအပ်လေးရှိခြင်းဖြစ်သည်ဆိုလျင်မိကုန်းထောက်ရာကျွန်တော်မှသဘောရိုးဖြင့်ပေးအပ်ပါတယ်လို့ညံမိသလောက်ဖြေဆိုခဲ့ပါတယ်။တရားခရှိနေမှာဆက်လက်၍မိကုန်းထောက်သည်မှာ ရာဇဝဲမှုတစ်ခုအားကျူးလွန်ရန်အတွက်ရည်ရွယ်၍တော့ကျွန်တော်အပါဝင်မြည်သူကမှမြည်သူကိုဖုန်းနံပါတ်ပေးလို့မရှိဆိုလျင်အီးမေးလ်ကိုကျွန်တော်ကတော့မကောင်းမှုကျူးလွန်ရန်အလို့ငါမြည်သူကိုမှတော့ဖုန်းနံပါတ်မပေးဘူးပါဟုဖြေခဲ့ပါတယ်ဆက်လက်၍ရှေ့နေရဖုန်းနံပါတ်ပေးတိုင်းဖုန်းနံပါတ်ဖြင့်တဦးနဲ့တဦးဆက်သွယ်တိုင်းမကောင်းမှုဆောင်ရွက်မည်ဟုရာဇဝဲမှုကျူးလွန်မည်ဟုတရားသေးယူမှတ်၍မရဆိုလျင်မေးကွန်းမေးသည်ကိုမှန်ပါတယ်ဟုပြောခဲ့ပါတယ် ရခိုင်ရှိနေရယခုလိုဆက်လက်မေးပြန်ပါတယ်လူတဦးသည်မိမိနှင့်မိမိ၏မိသားစုအသက်ဥပဒေချိုးဖောက်မှု မတရားချိမ့်ချောက်ခံရမှုတို့တွင်အခြေအနေနှင့်အချိန်အခါအရမိမိအသက်ဥပဒေချိုးဖောက်မှုနှစ်ခုပြိုင်ဆိုင်ရွေးချယ်လျက်လျင်မလွဲမရှောင်သာဥပဒေချိုးဖောက်မှုကိုသာကျူးလွန်ကြရလိမ့်ရှိသည်ဆိုလျင်အီမေကုန်းကိုယခုလိုဖြည့်ဆို့ခဲ့ပါတယ်ကျွန်တော်ကတော့မိသားစုကိုဦးစားပေးမည်ဟုဖြည့်ခဲ့ပါတယ်နံပါတ်1 4 တရားခံရှေ့နေပြန်လည်မေးခွန်းကိုဖြေချခြင်းအမှတ်၁တရားခံရှေ့နေရဲ့မေးခွန်းတွေကိုဖြေချပြီးတဲ့နောက်မှာအမှတ်၂တရားခံနဲ့အမှတ်၄တရားခံတို့ရဲ့တဦးတည်းသောရှေ့နေကကျွန်တော်ကိုပြန်လည်မေးခွန်းတွေတစ်ခုပြီးတစ်ခုဆက်လက်မေးမြန်းပါတယ်တတရားခံရှေ့နေကမန္တလေးထောင်တွင်ကျွန်တော်နဲ့အဝင်းစော်တို့မှာတဆောင်နဲ့အတူနေထိုင်ခဲ့ပြီးအဝင်းစော်မှာလည်း၎င်းအဆောင်တွင်ရေကန်ပုတ်ကင်တူဖြစ်သည်ဆိုလျင်ဒီမေးခွန်းကိုကျွန်တော်ကမဟုတ်ပါ မင်္ဂလိပ်ထောင်မှာကျွန်တော်ရောက်ရှိနေသည်မှာထိုစဉ်က၄နှစ်ကျော်ကြာနေပြီဖြစ်ပြီးတော့နှစ်ကြီးဆောင်ရေကန်ဘုတ်ကင်တာဝန်ကိုလောက်ကင်နေချိန်မှာအဝင်းစော်ကထောင်ပြောင်းရောက်ရှိလာခြင်းဖြစ်ပြီးလူသစ်ဖြစ်ပါသည်နောက်တစ်နှစ်ကျော်ကြာမှအချုပ်ဆောင်ရေကန်ဘုတ်ကင်ဖြစ်သွားပါသည်ဟုပြောကြားခဲ့ပါတယ်အဝင်းစော်နဲ့ကျွန်တော်မင်္ဂလိပ်ထောင်တွင်နေစဉ်ကတအူးနှစ်တအူးမပြေလည်တဲ့ကိစ္စများရှိခဲ့သည်ဆိုလျက်အီမေးလ်ကိုကျွန်တော်နဲ့အဝင်းစော်မင်္ဂလိပ်ထောင်တွင်အတူနေစဉ် မြည်သည့်ပြဿနာများမရှိခဲ့ပါဟုဖြေကြားခဲ့ပါတယ်။အဓိကထွက်ဆိုစဉ်ကအဝင်းစော်မှာဖျားခိုးကိစ္စမိမကိစ္စများနဲ့ထောင်ကျလာခြင်းဖြစ်ကြောင်းထွက်ဆိုချက်နှင့်ပတ်သက်၍ကျွန်တော်ကိုယ်တိုင်သိရှိခြင်းမဟုတ်ဘဲအခြားသူဤပြပြချက်အရာသိရှိခြင်းဖြစ်သည်ဆိုလျင်အီမေးခွန်းကိုကိုင်ကန်ရှင်အဝင်းစော်ကိုယ်တိုင်ပြပြ၍သိရှိခဲ့ခြင်းဖြစ်ပါတယ်လို့ကျွန်တော်ဖြေကြားခဲ့ပါတယ်။တရားခန့်ရှိနေမှာဆက်လက်ပြီးတော့ကျွန်တော်အင်းစိန်မြို့နယ်ဖော့ကန်ရက်ကွက်ဒုက္ခလန်တွင်နေစဉ်ကနေစဉ် ျွန်တော်အိမ်တွင်အမြဲမရှိဟုဆိုသောမိကုံးကိုကျွန်တော်ကဟုတ်ပါတယ်ကျွန်တော်အမြဲတမ်းအိမ်တွင်အချိန်ပြည့်တော်မရှိပါအခြားလူမှုရေးကိစ္စစီးပွားရေးကိစ္စများတွင်သွာလာမှုများရှိတာကြောင့်အိမ်တွင်အမြဲတမ်းတော့မရှိနိုင်ပါလို့ဖြေကြားခဲ့ပါတယ်အဝင်းစော်ရုပ်ကုမ္ပဏီမှငှားရမ်းထားတဲ့တက္ကစီများဂိမ်းများတွင်ရှိနေသည့်ကိစ္စရပ်များသိသလားဆိုလျင်ပြောပြီးမိကုံးထုတ်သည့်ရှေ့နေမိကုံးကိုတော့ကျွန်တော်ကမသိပါဟုဖြေကြားခဲ့ပါတယ်နောက်ထပ်မိကုံးမှာအဝင်းစော်ဖော့ကန်ရက်ွက်သူ ကျွန်တော်နေ့မတွေ့မိကလည်းတက္ကစီကားကများကောက်ခံရန်အတွက်မကြာခဏလာလိရှိသည်ကိုသိသလားဆိုလျင်တော့ကျွန်တော်ကလုံးဝမသိရှိပါလို့ဖြေဆိုခဲ့ပါတယ်။တရခန်ရှိနေမှာမေးတယ်မှာတရခန်ကြည်လင်းဟာကျွန်တော်နေ့မန္တလေးထောင်တွင်တွေ့ရှိပြီးနောက်2014ခုနှစ်ဇန်နဝါရီလတည်းတွင်မန္တလေးတိုင်းကြောက်စဲခရိုင်ဘဲလင်းကျေးရွာရှိရဲဘတ်စခန်းမှာလူငယ်ချမ်းသာခွင့်ရလွတ်ခဲ့ပြီးအဝင်းဆောင်မှာမွန်ပြည်နယ်ဘီလင်းတောင်စုံရဲဘတ်စခန်းမှာလွတ်မြောက်ခဲ့သည်ကိုသိပါသလားဆိုသည့်မေးခွန်းကို ကျွန်တော်ကမသိပါလို့ပြောခဲ့ပါတယ်ဆက်လက်ပြီးတရားခဏ်ရှိနေမှာအဝင်းစော်ကနိုင်ငံခြားတန်တမန်တအူကတက်ပေးရန်ပြောခဲ့စဉ်ကမြည်သည့်နိုင်ငံမြည်သူမြည်ွာဆိုသည့်အချက်များမပါရှိခဲ့ပါဆိုလျင်စကားဖြတ်၍ကျွန်တော်ကမေးခွန်းထုတ်သည်ကိုကျွန်တော်ကမှန်ပါတယ်ဘယ်နိုင်ငံကဘယ်သူဘဝဆိုတာကိုတော့မပြောပါနိုင်ငံခြားတန်တမန်တယောက်လို့သာပြောခဲ့တာဖြစ်ကြောင်းပြန်လည်ဖြေကြားခဲ့လိုက်ပါတယ် 2012ခုနှစ်ကအဝင်းဆောင်မိခင်ဖြစ်သူတေဆုံ၍အဝင်းဆောင်မှာ၎င်း၏မိဘထံမှအမွေများရခဲ့သည့်ကိစ္စကျွန်တော်မသိဆိုလျင်အီးမေးခွန်းကိုကျွန်တော်ကမသိပါဟုပြောကြခဲ့ပါတယ်။ထို့တူ2013ခုနှစ်ကစကိုင်းတိုင်းမော်လိုက်မြို့တွင်၎င်း၏ဇနီးကစတိုးဆိုင်ဖွင့်လေ၍စီးပွားရေးလုပ်ကိုင်နေသည့်ကိစ္စကျွန်တော်မသိပါဆိုလျင်အီးမေးခွန်းကိုကျွန်တော်ကဘာမှမသိပါဟုဖြေခဲ့ပါတယ်။ကျွန်တော်ထံအဝင်းဆောင်လာစဉ်က ငွေကျပ်3300ပါသည်ဟုပြောတော်လဲကျွန်တော်မြင်တွေ့ခဲ့ရခြင်းမရှိဆိုလျင်အီမေးကွန်းကိုအဝင်းစော်ကကားရှိကန်ထိုင်ကုန်ကိုဆွဲလှန်ပြီးကျွန်တော်ကိုစီယံငွေအတင်းပေးရန်ကြိုးစားတော်လဲကျွန်တော်မှအဝင်းစော်လက်ကိုဖိ၍ငွေမပြနဲ့ငါမလိုချင်ဘူးဟုပြောကတားဆီးခဲ့တာကြောင့်ငွေကိုမမြင်ခဲ့ရသည်မှာမှန်ကန်ကြောင်းထွက်ဆိုခဲ့ပါတယ်ကျွန်တော်ထံအဝင်းစော်ကားနဲ့ရောက်လာပြီးခရီးစန်းလက်ဖက်ရည်ဆိုင်တွေစကားပြောဆိုခဲ့သည့်အချိန်မိမြကြပါတယ်လဲဆိုတဲ့တစ်ဖက်ရှိနေမိကုန်းကို ခမ်းမန်းကြီးအချိန်တနာရီကန့်ကြာမြည်ထင်ပါသည်ဟုကျွန်တော်ဖြေခဲ့ပါတယ်။တရားခန့်ရှိနေမှာဆက်လက်ပြီးတော့ထို့သူတနာရီကြာစကားပြောသည့်ကာလတွင်ကျွန်တော်တို့နှစ်ဦးအနီးအခြားသူများလာရောက်နားထောင်ခြင်းမျိုးရှိသလားဟုမေးသည်ကိုကျွန်တော်မှမိသူတဦးတယောက်မြလာရောက်နားထောင်ခြင်းမရှိဟုဖြေဆိုခဲ့ပါတယ်။အဝင်းစော်ရှိနေမှာအထက်ပါတနမန်တဦးတက်ပေးရန်ကိစ္စနဲ့ပတ်သက်ပြီးပြောဆိုခဲ့ကြောင်းကျွန်တော်ထွက်ဆိုထားတော့လေ၎င်းချန်နေပတ်သက်၍ကျွန်တော်အနေနဲ့စာတန်းအမှတ်အသား အတန်ဖိုင်အခြားလူတဦးတယောက်ကိုမှအထောက်အထားတင်ပြနိုင်ခြင်းမရှိပါဟုဆိုတဲ့မိကုံကိုကျွန်တော်မှဟုတ်မှန်ကြောင်းဖြေကြားခဲ့ပါတယ်ဆက်လက်ပြီးရှင်းနေမှထိုနေ့ကကျွန်တော်နဲ့အဝင်းစော်တို့တွေ့စဉ်ကျွန်တော်ကိုယ်တိုင်ကစတင်ပြီးငါစီးပွားရေးအဆင်မပြေဘူးငွေရရင်ဘာလုပ်ရလုပ်ရလူတက်ရတက်ရငါလှုပ်ချင်တယ်ကွာဟုစတင်ပြောခဲ့ခြင်းဖြစ်သည်ဆိုလျင်အီမေးကုံကိုကျွန်တော်မှ ထိုစကားထိုအကြောင်းအရာကိုတခေါမှကျွန်တော်မပြောဆိုခဲ့ပါကြောင်း ရိုးသားစွာပြန်လည်ထွက်ဆိုဖြေကြားခဲ့ပါတယ်။တရားခဏ်ရှိနေမှာဆက်လက်မေးမြန်းသည်မှာကျွန်တော်နဲ့အောင်ဝင်းစော်တို့အကျဉ်ထောင်တွင်နေထိုင်စဉ်ကပင်ခင်မင်ရင်းနှီးခဲ့သူများဖြစ်သည့်အလျောက်တဦးနဲ့တဦးနောက်ပြောင်ခြင်းမျိုးရှိကြခဲ့သည်ဆိုလျင်အီမေကုန်းကိုကျွန်တော်မှမန္တလေးထောင်တွင်တွေ့ဆုံခင်မင်ချိန်ကအောင်ဝင်းစော်နဲ့ကျွန်တော်တဦးနဲ့တဦးနောက်ပြောင်မှုရှိခဲ့ပါသည်ဟုဖြေဆိုခဲ့ပါတယ်။အောင်ဝင်းစော်ရှိနေမှာအင်းစိန်ဖော့ကန်ရက်တွင်တွေ့ဆင်ကအောင်ဝင်းစော်မှတန်တမန်ကိစ္စနှင့်ပတ်သက်ပြီး နောက်နောက်ပြန်ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်ကိုသိပါသလားဆိုသည့်မိကွန်အားကျွန်တော်မှဤစကားအားအဝင်းစော်မှနောက်ပြန်ပြောဆိုခြင်းမဟုတ်ပဲအတီပြောခြင်းသာဖြစ်ကြောင်းပြန်လည်ပြောကြားထွက်ဆိုခဲ့ပါသည်ဆက်လက်ပြီးရှိတ်နေမှအဝင်းစော်ဟာ၎င်းကိစ္စကိုအတီပြောခြင်းမဟုတ်၍သာတန်ယုံအမည်တန်တမန်အမည်ထပ်မံတွေ့ဆုံညှိနှိုင်းခြင်းစတဲ့လုပ်ငန်းများမရှိခြင်းသာဖြစ်သည်ဆိုလျက်ဤမိကွန်ကိုကျွန်တော်ကအဝင်းစော်မှာကျွန်တော်စီနေစဉ်နေပါ လေးချိန်ခန့်ဖုံးခေါ်ဆို၍ကွာဆိုစဉ်းစားပြီးပြီလားဆိုတဲ့မိကုံးမျိုးကို ဖုံးဆက်တိုင်းအငဲမေး၍ထပ်မံတွေ့ဆုံညှိနှိုင်းလိုတဲ့စကားများပြောကြခဲ့ပါတယ်ဟုထွက်ဆိုခဲ့ပါတယ်တရားခံရှေ့နေမှာနောက်ထပ်မေးမြန်းသည်မှာတော့အဝင်းစော်ဟာထိုသူဆက်သွယ်ကြောင်းကိုတော့ကျွန်တော်ကင်ဆောင်သည့်ဖုံးတွင်အဝင်းစော်ဆက်သွယ်သောဖုံးနံပါတ်များရဲတပ်ဖွဲ့ထံအစစ်ဆေးခံစဉ်ကပြောပြခဲ့သည်သလားဆိုလျင်ထိုမိကုံးကိုကျွန်တော်ကရန်ကုန်တိုင်းရဲမှုချုပ်အင်းစိန် CID တို့တင်တာမကသတင်းမီဒီယာသမားများကိုပါ ထိုဖုန်းနံပါတ09506021213ဟု ထင်ကြောင်းပြောဆိုခဲ့ပါကြောင်းဖြေဆိုထွက်ချက်ပေးခဲ့ပါတယ်။အဝင်းစော်ရှိနေမှာကျွန်တော်အဓိကထွက်ဆိုစဉ်ကတနက်တက်လေ့ကျင့်ရန် DKBA တို့တွားရောက်မည်ဟုအဝင်းစော်ကပြောထားသည်ကိုထွက်ဆိုရရာမြည်သည့်မျိုးတွင်ရှိသည့် DKBA တပ်ဖွဲ့ဟုပြောပြခဲ့သည်သလားဆိုလျင်အီမေးလ်ကိုကျွန်တော်မှဖြေဆိုသည်မှာအဝင်းစော်က DKBA တပ်ဖွဲ့တွင်တွားရောက်တနက်တက်လေ့ကျင့်မည်ဟုပြောဆိုတော်လဲမြည်သည့်မျိုးတွင်ရှိသည့် DKBA တပ်ဖွဲ့ဟု ပြောဆိုခြင်းမရှိပါဟုဖြေကြားခဲ့ပါတယ်။ရှင်းနေမှာဆက်လက်ပြီးကျွန်တော်ထံဆက်သွယ်ပြီးဆိုသော ဖုန်းနံပါတ်မှာရဲတပ်ဖွဲ့ကယခုအမှုတွင်တင်းစီတင်ပြထားခြင်းမရှိဆိုသည်ကို သိပါသလားဆိုသည့်မေးခွန်းကိုကျွန်တော်မသိရှိပါဟု ဖြေဆိုပြောကြားခဲ့ပါတယ်။တရားခံရှင်းနေမှာဥကိုနေသည်အစိုးရဝန်ထမ်းဟုတ်မဟုတ်သိသလားဆိုတဲ့မေးခွန်းကိုကျွန်တော်ဥကိုနေကိုအစိုးရဝန်ထမ်းဟုတ်သည်မဟုတ်သည်ကို မသိရှိပါဟုဖြေဆိုခဲ့ပါတယ်။ နိုင်ငံတော်အစိုးရသည်ဥပဒေအကြောင်းအရာများနှင့်ပတ်သက်၍သိရှိလိုလျင်ဖွဲ့စည်းပုံအခြေခံဥပဒေအရဖွဲ့စည်းထားသည့်ရှေ့နေချုပ်ရုံးကိုသာတရားဝင်တောင်းဆိုလေးရှိသည်ကိုသိသလားဆိုလျင်အီမေးကွန်းကိုကျွန်တော်မသိပါဟုထပ်ဆိုဖြေကြားခဲ့ပါတယ်။တရားခံရှေ့နေမှာကျွန်တော်မြမနောင်းသတင်းထောက်ကိုဆွေဝင်းထံတွားရောက်တွေ့ဆုံသည့်နေ့မှာမြည်သည့်နေ့ရက်ဖြစ်သည်ကိုပြပြပါဆိုလျင်အီမေးကွန်းကို30ရက်တလ2019ခုနှစ်တွင်ကျွန်တော်အိမ်သို့ခေါ်ခဲ့ခြင်းဖြစ်သည်ဟုဖြေခဲ့ပါတယ်။ ရန်ကုန်တိုင်းရဲမှုချုပ်ရုံးကိုတွားရောက်တွေ့ဆုံသည့်ကြမှာမြည်သည့်ရက်လဲဆိုလျင်အီးမေးလ်ကိုကျွန်တော်မှ2ရက်2လ2019ရက်နေ့ဟု ဖြေကြားပြောဆိုခဲ့ပါတယ်။အဝင်းစော်ရဲ့ရှေ့နေမှာကျွန်တော်အဓိကထွက်ဆိုစဉ်ကထွက်ထားတဲ့ကဲသို့အချင်းမြဖြစ်ပြီး9လကျော်ကအဝင်းစော်လာရောက်ကြောင်းကိစ္စနဲ့အချင်းဖြစ်ပြီး30ရက်2လ2019ရက်နေ့ကမြန်မာနောင်းတရင်တော်ကိုဆွေဝင်ကျွန်တော်အိမ်လာတဲ့ကိစ္စရန်ကုန်တိုင်းရဲမှုချုပ်နဲ့တွေ့တဲ့ကိစ္စတွေကိုသာတီးပြီးမင်္ဂလာတုံလေးစိတ်မှာတနက်ပြက်ခတ်မှုဖြစ်ပွားသည့်ကိစ္စနဲ့ပတ်သက်၍ ကျွန်တော်ဘာမှမသိဆိုတဲ့မိကုံကိုကျွန်တော်ယခုကဲ့သို့ဖြေချလိုက်ပါတယ်။မင်္ဂလာတော်လေးစိတ်မှာဖြစ်တဲ့တနတ်နဲ့ပြက်ခတ်လောက်ကြံမှုကိုတော့ကျွန်တော်မမြင်မတွေ့ရတဲ့အတွက်အသေးစိတ်မသိပါဟုဖြေဆိုထွက်ချက်ပေးခဲ့ပါတယ်။ကျွန်တော်အမြင်မှာတရားခဏ်ရှိနေများသည်မိမိတို့တာဝန်ယူထားရသောတရားခဏ်များအတွက်ဥပဒေပေါင်းအတွင်းမှတတရာတတချောင်းကိုအစွမ်းကုန်စ조사ဆောင်ရွက်ခြင်းဖြင့်မိမိတို့၏အမှုတည်များအပေါ်တာဝန်ကြေကျခြင်းကိုတွေ့မြင်ရပါတယ်။ရှေ့နေသည် တရားသူကြီးမဟုတ်သဖြင့်အဆုံးအဖြတ်မှာရှေ့နေတာဝယ်မဟုတ်သည်ကိုလည်းနားလည်ရမည်ဖြစ်သည်အင်းစိန်အောင်စုဟုတ်ကဲ့ပါအခုလိုအဆုံးအထိလိုက်ပါနားဆင်ပေးကြတဲ့ clicker ပေါင်းနဲ့တော်လှန်ကြည့်သူပေါင်းတဦးတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါရစေဗျာနောက်ပိုင်းအပိုင်း6မှာပတိစိတ်တော်ထောင်မှုကြီးရဲ့ညစာဆိုတဲ့ပိုင်းနဲ့ပြန်လည်ဆုံးဖြတ်ကြမယ်နော်အားလုံးကျေးဇူးတင်ပါတယ်ဗျာ